အာယုံဆိုတာအနတ္တပါအတွေးအော်ပညာရှင်ဒိုင်ဝန်ဂျီနီစ်သူ့အတွက်မလိုအပ်ဘူးလို့ထင်တဲ့အရာကိုစွန့်ပစ်လိုက်တာနောက်ဆုံးတောက်ရီကွက်တစ်ခုပဲကျန်တယ်အဲဒီတောက်ရီကွက်တောင်မှလူတယောက်လက်ခုပ်နဲ့ရေတောက်တာမြင်တော့ခွက်မရှိလဲဖြစ်တာပဲဆိုပြီး ခွက်ကိုပါစွန့်ပစ်လိုက်တယ်မြတ်စွာဘုရားရှင်လက်ထက်ကလည်းဝတ္ထုပစ္စည်းကိုစွန့်ပစ်ပြီးချိုးချံသွားတဲ့ပုံစံတွေရှိခဲ့ကြတယ် ူတို့ကအဝတ်တော့မဝဲကြဒီပုံကိုယ်တွေဟာဝတ္တုပစ္စည်းကအကြောင်းကဖြစ်လာမယ်လောဘဒေါသမာနဣဒါမစ္ဆူရရဲ့စူးယူကိုသူတို့ပတ်ဝန်းကျင်အတိုင်းဝိုင်းမှာတွေ့ခဲ့ရပါလိမ့်မယ်ဒါကြောင့်ဒိုင်ယွန်ဂျီနစ်ကနေရင်ကြောင်းတော်ကြီးလူကောင်းသူကောင်းကိုမိကတော်ရှာခဲ့တာပေါ့ဒီလောရတွေကကောင်းတယ်လို့လူရှိပြီလေတကယ်တော့အဖက်ဆွမ်းရောက်အမြင်တွေဖြစ်တယ်။မြတ်စွာဘုရားရှင်ကသူ့ရဲ့တပည့်တော်ကတွေကို ချိုးချံစွာကျင့်ရတဲ့လူတင်ကျင့်တွေကိုခွင့်ပြုခဲ့။ဒါတွေကပြည်လီသားတွေကိုပေါင်းသတိပညာဤခံခြင်းဆိုတဲ့စိတ်အည်သူတွေမြင်မောလောက်လုခိုင်းတာပါ။တသက်ဒုက္ခခံခိုင်းတာမဟုတ်ဘူး။သင်္ကန်းသုံးတဲ့တပိတ်တစ်လုံးရှိရဟန်းတော်တွေတည်းလုံလောက်တယ်။အတုံးပစ္စည်းမများတဲ့ဝိစုပစ္စည်းပေါ်အကြောင်းကြားဆရာတဲ့ပလိပေါ်တာနည်းသွားတာပေါ့။ဝတ္တုကာမနဲ့ကိလေသာကာမလို့ရှိရမှာ။ ကိလေသာကာမကိုသာပယ်သရမှာပါအလူရှင်ကတရားလိုကြောင်းကြီးဆောက်လို့ရင်လည်းတည်င်းသုံးနေတိုင်းနိုင်ပါတယ်ဒါပေမဲ့ရွှေကြောင်းကြီးကိုတော့မตายရပါဘူးဝတ္ထုပစ္စည်းကိုစွန့်မဲ့ခြင်းကလည်းပုထုဇဉ်တို့အတွက်အတိုင်းအလျောက်တော့လိုအပ်တယ်လို့ထင်ပါတယ်ဝတ္ထုပစ္စည်းဆိုတဲ့အာယုံတရားတွေကတော့တော်ကြီးကိုအင်းအားကြီးကြီးမားမားနဲ့ခြေနေနိုင်တယ်ဆွဲအားလည်းအလွန်ပြင်းတယ် သူ့နောက်ကိုမလိုက်မိဘူးဆိုတာတော့အော်ယုံစိတ်ဓာတ်ချီနေနဲ့မရဘူးဒီအာယုံတွေနောက်ကိုတစ်ခေါက်ခေါက်လိုက်ခဲ့ကြလို့တတော်တွေကတန်မြန်မှာမျောလိုက်နှုတ်လိုက်နဲ့လဲရာလိုက်ကြတာအစတော်ရှာမရတော့အာယုံတွေရဲ့အခြေလေးကိုခံရခြင်းအာယုံရဲ့သဘာဝကိုအမှန်တိုင်းမသိတဲ့မောဟတွေကြောင့်ပေါ့အာယုံတွေကအစွဲလန်းခံတတ်တဲ့ဥပါဒဏ်ခံတာတွေပါ မြတ်စွာဘုရားရှင်ကဥပါဒနာခန္ဓာဒုက္ခဆိုပြီးဟောတယ်။ပုထုဇဉ်တွေကတော့ဒုက္ခဖြစ်ပြီးမြင်ပဲ။ဒုက္ခဖြစ်မြင်နေကြတယ်။ဒုက္ခဖြစ်မြင်တဲ့ဘုရားယဟန်တွေကတော့ဘုရားယဟန်နာတွေကတော့အစွဲလန်းခံတဲ့အာယုံတွေကြုံနေရပြီပဲ။စွဲလန်းတတ်တဲ့ကိလေသာကမရှိတဲ့အခါအာယုံရဲ့ဆူမှုမှုကိုမခံရတော့ဘူး။ဒီနေရာမှာအာယုံဆိုတာလောကီစိတ်တွေရဲ့အာယုံပြုရာ။ တဏမာနဒိဋ္ဌိကိုအစွဲလန်းတခံရအာယုံ၅ဝါကာမဂုဏ်တရားတွေကိုဆုလေအာယုံ၅ဝါဆိုတာယူပါယုံအဒါယုံကဏယုံရတယုံဖုတ္တပါယုံလို့ဖြစ်တယ်နိဗ္ဗာန်ဆိုတော့လည်းအာယုံတရားတစ်ခုပါပဲဒါပေမဲ့လောကီစိတ်နဲ့အာယုံပြုလို့ရတဲ့တရားမျိုးတော့မဟုတ်ဘူးလောကုတ္တရာစိတ်နဲ့မှအာယုံပြုနိုင်တဲ့တရားမျိုးဖြစ်တယ် ခုပြောနေတာကလောကုတ်တရားစိတ်တွေအာယုံပြုတဲ့တရားကိုပါ sorry အခုပြောနေတာကလောကီစိတ်တွေအာယုံပြုတဲ့တရားကိုပြောနေတာအာယုံ၅ပါးကာမဂုဏ်တရားတွေကအောက်ပြန်လာတဲ့ယုတ်တရားတွေဖြစ်တယ်အဲ့ဒီအာယုံတွေကိုသိနေရတဲ့စိတ်ခံစားနေရတဲ့ဝေဒနာမှတ်သားတဲ့သင်ညာပြုပြင်တတ်တဲ့သင်္ခါရဆိုတဲ့အာရမဏိကတရားတွေကနာန်ဖြစ်တယ် ဲ့ဒီနန္တရားမှာကုသိုလ်အုပ်စုအကုသိုလ်အုပ်စုအပြာကတာအုပ်စုရဲ့လို့ရှိရယ်ဥဒုဇုန်ရဲ့စိတ်တဏ္ဍဇောအစင်မှာတော့ကုသိုလ်နဲ့အကုသိုလ်ဇောနှစ်ခုပဲဖြစ်ခွင့်ရှိရယ်အပြာကတာအုပ်စုကတော့ဖရာယဟန္တာတို့တဏ္ဍမှာဖြစ်တယ်ဒီတော့အာယုံကိုကျွန်ုပ်တို့ပြောင်းလဲလို့မရဘူးအာရမဏိကဖြစ်တဲ့နန္တရားမှာကကုသိုလ်အုပ်စုနဲ့နေနေအောင်ကျူးစားရမယ်ဒီလိုနေနိုင်မို့ကတော့နှလုံးသွင်းမှန်နေဘူးလ အယုံတွေကတကယ်တော့သူ့သဘောသူဆောင်ပြီ။ပေါက်ပြဲပျက်စီးတဲ့တရားတွေဖြစ်တယ်။ဒါကိုအမှန်တိုင်းမသိကြတဲ့အခါလူနဲ့မိမယောက်ျား ఓ အိမ်သားသမီးပိုက်တာကစသည်ပညာတူတဲ့မြင်အဲ့ဒီအမြင်တွေနဲ့ပူးတွဲပါလာတဲ့ကြိုက်ခြင်းမကြိုက်ခြင်းဆိုတဲ့လောဘမကြိုက်ခြင်းဆိုတဲ့ဒေါသတွေဖြစ်တယ်။အယုံဆိုတဲ့ရုပ်တရားတွေကအမြဲရှိနေတဲ့တရားတွေမဟုတ်ဘူး။ အဟောင်းကျောင်းတဲ့အစာတို့သဘောနဲ့ဖြစ်စဉ်ကြီးတစ်ခုသာဖြစ်တယ်။တရှိသမက်အရာတွေဟာသူ့နေရာမှာနဲ့သူဖြစ်ပြတဲ့ဘာဝတရှိနေတဲ့အနတ္တတရားတွေဖြစ်တယ်။ဒါကိုဝိပဿနာဉာဏ်နဲ့မှမြင်နိုင်တယ်။အနတ္တတရားဖြစ်တဲ့အတွက်သူ့ကိုယ်ကိုယ်ကသိမ့်ပိုက်ထားခြင်းမင်းပဲ။အနီးနီးနဲ့သူကကိုယ်ကိုယ်ဆွံ့ဆွံ့မဆွံ့ရင်ကိုယ်ကသူ့ကိုဆွံ့ရတယ်။ဒါသဘာဝပဲ။အဲဒါကြောင့်မြတ်စွာဘုရားကဒုက္ခလို့ဟောသွားတာ။ မြတ်စွာဘုရားဟောတာလို့ဒုက္ခဖြစ်လက်ခံထားပြီမြင်ဒုက္ခဖြစ်မြင်နေကြသူကများတယ်ဒါဟာဝိပ္ပန္နတာတရားတွေကြောင့်ပါဝိပ္ပန္နတာ12ပါးရှိတယ်မမြဲတဲ့တရားတွေကိုမြဲတယ်လို့မှတ်နေတဲ့သင်ညာဝိပ္ပန္နတာမြဲတယ်လို့သိနေတဲ့စိတ်တော်ဝိပ္ပန္နတာမြဲတယ်လို့အခိုင်မြဲမလုံးနိုင် ဆွဲယူထားတဲ့ဒိဋ္ဌိဝိပ္ပန္နတာမတင့်နေတဲ့အရာတွေကိုတင့်တယ်လို့မှတ်နေတဲ့သင်ညာဝိပ္ပန္နတာ တင်တယ်တယ်လို့တည်နေတဲ့စိတ်တဝိပါလာတတင်တယ်တယ်လို့အခိုင်အမာဆွဲယူထားတဲ့ဒိဋ္ဌိဝိပါလာတဆင်းရဲတဲ့အရာတွေကိုချမ်းသာတယ်လို့မှတ်နေတဲ့အညာဝိပါလာတချမ်းသာတယ်လို့တည်နေတဲ့စိတ်တဝိပါလာတချမ်းသာတယ်လို့အခိုင်အမာဆွဲယူထားတဲ့ဒိဋ္ဌိဒိဋ္ဌိဝိပါလာတအသက်လိပ်ပြအတ္တစီပါလဲမဟုတ်အနှစ်သာရလည်းမရှိတဲ့တရားတွေကိုအနှစ်သာရရှိတယ်လို့မှတ်နေတဲ့တင်ညာဝိပါလာတ အနှစ်သာရရှိနေလို့သိနေတဲ့စိတ်တော်ဝိပါလာသာအနှစ်သာရရှိတယ်လို့အခိုင်မဲဆွဲယူထားတဲ့ဒိဋ္ဌိဝိပါလာသာတွေဖြစ်တယ်။အမှန်ကိုမှန်နိုင်မသိပဲပေါက်ပြံမာရွံ့တဲ့ဝိပါလာသာတရားတွေကအာရမဏိကဆိုတဲ့နန္တရားမှာပဲဖြစ်ပေါ်တယ်။ဝိပါလာသာတရားရဲ့ဖုံလမှုကြောင့်အာယုံသဘောအမှန်နိုင်မသိတဲ့အခါလောဘဒေါသဖြစ်တဲ့အာယုံကိုပြစ်ပုံချတယ်။မိဘတွေရော အာသမီတွေကြောင့်စိုးရိမ်တော့ကဖြစ်ရတိုင်းနေလို့ကြောင့်ဆိုပြီးတာသမီတွေပေါ့အပြစ်ပုံကြတယ်ပစ္စည်းဥစ္စာပစ္စည်းပြောက်ရှာရင်တော့ကဖြစ်တယ်အချုပ်အားဖြင့်တော့လောကဓာတ်နဲ့ဂျုံလိုက်လောဘနဲ့ဒေါသဖြစ်နေကြတယ်ဒါဟာတဘာဝကိုမှန်နိုင်မသိတဲ့မောဟတွေကြောင့်ပေါ့မြတ်စွာဘုရားရှင်ကတိတ်တထမင်းသားဘုရားကကျင်ရတော်ရတော်ရာတားတော်ရာဟုလားကမဲတော်သဘောဒနာ ကပလူဝိနံတော်ရှိတယ်။ဘီယာတွေကမြတ်စွာဘုရားရှင်ကိုလောဘဒေါသဖြစ်အောင်မဆွမ်းဆောင်နိုင်ပါဘူး။အာယုံရဲ့တဘာဝကိုအမှန်တိုင်းသိထားတဲ့မြတ်စွာဘုရားရှင်မှာအာယုံတွေကို မတတ်ပဲကိလေသာတွေကိုတတ်လိုက်တာပါ။စီးစင်ဥစ္စာဇနီးခင်မသာသမီဆိုတာအာယုံတရားတွေဖြစ်တဲ့အတွက်သူ့သဘောသူဆောင်နေကြတယ်။သာသနာ့ပုဂ္ဂိုလ်တွေကလောဘဒေါသရဲ့အပြစ်များပုံကိုသိပြီမြဲ ဒီစိတ်တွေကိုပယ်တက်ရမယ်နီးလန်းကိုတော့မသိကြဘူး။ဒါကြောင့်သူတို့ညံပြီးသလောက်ဝိတုပစ္စည်းတွေကိုစွန့်ပြီးကျင့်နေကြတာပေါ့။ဒီသာသနာမှာကိလေသာကိုအမြဲပြတ်ပယ်တက်ရမယ်နီးကိုမြတ်စွာဘုရားဟောထားပြီးသားပါ။မြတ်စွာဘုရားရှင်ကဘာဟိယဓာရုစရိယကိုမြေမြင်ငါမတ္တမှန်လို့ညွှန်ကြားတယ်။မြင်ရတဲ့အစင်းအာယုံပရမတ်ကိုလူနဲ့ခွေးကြောင့်စသည်ရပြီမမြင်မဲ့။ ်ပရမတိုင်းမြင်တယ်ကိုကြင့်မို့ဩတာပါပရမတ်ကိုပရမတိုင်းမြင်တဲ့အခါဣလိတာမလာတော့ဘူးပေါ့ကျွန်ုပ်တို့လည်းသတိပဋ္ဌာန်နီလန်းနေအာယုံကိုအာယုံပါလားလို့သဘောထားနိုင်အောင်ရှုမှတ်ကြရပါမယ်သတိသမารိပညာတွေအားကောင်းလာရင်အာယုံရဲ့ပြည့်ပြည့်မှုသဘောတရားကိုထိုးထွင်းသိလာမမြဲမှုသဘောအဆိုးရမှုသဘောအနှစ်သာရမရှိမှုသဘောတွေကို တွေးရတာများလာရင်အာယုံတွေပေါ်တက်မှတ်တဲ့တဏှာမကြည်နှက်တဲ့ဒေါသအာယုံကိုအမှန်တိုင်းမသိတဲ့မောဟနဲပါကုန်ပြောက်တယ်ရုပ်အာယုံပရမတ်ကိုရုပ်အဖြစ်ပထမစစ်မရှုမှတ်နိုင်လာရင်ဒုတိယစကိလေသာစိတ်ဖြစ်လာတယ်အဲဒီကိလေသာစိတ်ကိုလည်းအာယုံတရားဖြင့်ရှုမှတ်ရတယ်အဲဒီလိုရှုမှတ်နိုင်ရင်တတရားစိတ်ကဝိပဿနာဖြစ်သွားတယ် အာယုံရတဘာဝကိုမသိရင်တော့ဩကတရားတွေ၊ယာကတွေ၊ယူစီမှုတွေဘောတွေ၊ထုံနောင်ဘွဲမှုကဏ္ဍတွေဆွဲလန်းမှုဥပါဒဏ်တွေဖြစ်လာနိုင်တယ်။အာယုံကိုကြိုက်စရာလို့ထင်လိုက်တာနဲ့အဘိဇ္ဇာပေါ်လာပြီးကာမဝိတ္တိဖြစ်မကြိုက်စရာပေါ်လာတဲ့အခါနှလုံးမသားမယားနဲ့ဒေါမနတာဖြစ်ပြီးဖြာဘာရဝိတ္တနဲ့ဝိဟိနာဝိတ္တတို့ဖြစ်ပေါ်တယ်။ ကိုရင်းရုပ်ကိုအတုဝအဖြစ်ရှုနိုင်တဲ့သူကတင့်တယ်လေလို့ထင်နေတဲ့ဝိပါဏတာကိုပယ်တယ်။အလုံးလွေးပြူစားအပ်တဲ့အဟာရကိုပိုင်းခြားသည်။ကာမောဂကိုကြော်လွန်နေ။ကာမရာဂနဲ့မရှင်တော့ဘူး။ကာမတဝယူဆမှုအတောကင်းနေ။အဘိဇာကာယကဏ္ဍကိုဖျက်ဆီးတယ်။ကာမှုပါတာမဆွဲမီတော့။ကောင်းကောင်းဆိုးဆိုးခံစားနေရတဲ့ဝေဒနာကိုဒုက္ခဖြစ်ရှုတတ်တဲ့သူက ချမ်းသာတယ်လို့ထင်နေတဲ့ဝိပါလသာကိုပယ်တယ်။ဖတ်တာဟူသောအဟာရကိုပိုင်းခြားသေးတယ်။ဘဝကကိုကြုံလို့နေ။ဘဝရာကနဲ့မရှိဘူး။ဘဝတဝါယူစီမှုအတော်ကင်းနေ။ဗျာပါရကာယကန္တာကိုဖျက်ဆီးတယ်။တိလပတုပါဒံမဆွဲမီတော့။တင်ညာနဲ့သင်္ခါရကိုအနတ္တပြရှုနိုင်တဲ့သူကအတ္တလို့ထမှတ်နေတဲ့ဝိပါလသာကိုပယ်တယ်။ စေရနာဟူသောမနောတင်စေရနာဟာရကိုပိုင်းခြားသိတယ်။ဒိဋ္ထောကကိုကြောလိုက်တယ်။ဒိဋ္ဌိယောကနဲ့မရှင်းဘူး။ဒိဋ္ထာသဝယူစီမှုအတော်ကင်းတယ်။ဤဒံသစာဘိနိဝေဒကာယကန္ဓာကိုဖြစ်စေ။အတ္တဝါရုပါဒအစွဲမီတော့။ဝိညာဉ်ကိုအနိစ္စဖြစ်ရှိတဲ့သူကမြဲတယ်လို့ထင်မှတ်နေတဲ့ဝိပ္ပလနာကိုပယ်တယ်။စိတ်ဟူသောဝိညာဏဟာရကိုပိုင်းခြားသိတယ်။ အဝိဇ္ဇောကကိုကြုံလုံးတယ်။အဝိဇ္ဇာယောဂနဲ့မရှင်းတော့ဘူး။အဝိဇ္ဇာတဝအာတဝယူရှိမှုကင်းတယ်။တိလပတ္တပရမတကာယကဏကိုဖျက်ဆီးတယ်။ဣတုပါဒမဆွဲမီတော့။ဒါခန္ဓာ၅ပါးကိုအရှုခံအာယုံပြီးဆွဲပြီးရှုတာဖြစ်တယ်။တကယ်တော့ဘေကန္နာဖြစ်ဖြစ်အရှုခံပရမကအာယုံတရားတွေပါ။အာယုံတရားရဲ့တဘာဝဖြစ်ပြီးပြကြတယ်။ ဘေကနာဘေယုတ်ဘေနံကိုမစို့အာယုံဖြစ်သဘောထားနိုင်ဝိပဿနာရှုရဲအာယုံရွေးရမလို့တော့မကြိုက်เสียလာလို့လက်မဖြောင်းကြိုက်เสียလာလို့လဲဆွဲထားရမလို့အာယုံတဘာဝကဖြစ်ဖြစ်အနတ္တပဲလေမိမိဆိုတဲ့ဒီခန္ဓာကိုယ်ကြီးကလောကလုံးမှာရှိတယ်ယုံနံတွေရပုဂ္ဂိုလ်တော်ဝါလဲမဟုတ်အခိုင်မအနှစ်သာရအစွမ်းစားရှိတယ် အတ္တလည်းမဟုတ်ဘူးလို့နက်နက်ဆိုင်ဆိုင်ပြလိုက်ရတဲ့အချိန်မှာလောကကြီးကိုမြင်နေရတာအလွန်ကိုလွတ်လပ်ပေါ်ပါတယ်လောကရန်ဆိုတာလည်းဘာမှအနှစ်သာရမရှိတဲ့သဘာဝတရားတစ်ခုမြင်မြင်နေဒီချိန်မှာအာယုံရဲ့ခြေလှမ်းမှုမခံရတော့ဘူးပုဂ္ဂိုလ်ရဲ့အတိုက်ခကြုံရင်တော့သူမှရင်သီးခံနိုင်တယ်လို့သူမှရင်လည်းဝမ်းမြောက်နိုင်တယ်ပစ္စည်းဥစ္စာဆုံးရှုံးပြီး အနာရောဂါကြာရောက်ရင်လည်းပြင်းပြင်းထန်ထန်ကြီးမတုံ့လို့တော့ဒါဖြစ်လို့လေဆိုတော့မိမိကိုယ်တိုင်ကမိမိရဲ့အာယုတရားဖြင့်သဘောပေါက်လိုက်လို့ပဲဤသာသနာမှာအနတ္တတရားဘလို့မှတန်ဖို့မဖြစ်နိုင်တဲ့အတိပါလားလို့ခံစားမိပြီဖရာရှင်ကိုကျေးဇူးတင်ကြည်ညိုမိတယ်ဥပ္ပခာတရားရဲ့လွတ်လပ်မှုကိုနားလေဖရာရှင်ရဲ့တရားတော်တွေရော လက်တွေ့ကိုအေးချမ်းစီပါတယ်။ဥပ္ပခါစိတ်အနတ္တတိလေးနေတာနေရင်တော့လေဒီစိတ်ဒီတိရလည်းအမြဲတမ်းဖြစ်မနေဘူး။တတိရှိမှဖြစ်ပေါ်တာ။ဒါကြောင့်အာယုံရဲ့သဘာဝကိုအမှန်တိုင်းသိနေတဲ့တတိလေးနဲ့နေနိုင်အောင်သာကြိုးစားကြပါစို့။အရှင်ပညာသီရိဘရမကျောင်းတောင်းပြန်စာအုပ်မှာထုံးနှုတ် 爱秀你。